ဒီတပိတ်ကိုတော့လောကမှာတကယ်ယဟန္တာဆိုတာရှိသလားစုံစမ်းရေးလုပ်မယ်ပေါ့စုံစမ်းဖို့အတွက်အသုံးချတကိုးရှိတဲ့ပုဂ္ဂိုလ်ရှိတယ်ဆိုရင်လည်းငါစုံစမ်းမယ်လို့ဆိုပြီးတပိတ်တစ်လုံးဘာသာတရားဘာသာရေးသမားတွေကြိုင်တဲ့တပိတ်ခွက်ပေါ့နော်စားသောက်ခွက်အဲ့ဒီပုံစံပုစင်တင်ပြီးတော့တပိတ်တစ်လုံးဟာပွတ်ထားပြီးတပိတ်ပုံစံဖော်ထားပြီးတဲ့အခါမှာအိတ်ထဲထည့်ပြီးတော့ ဝလုံးนี่အဆင့်ဆင့်နဲ့မြောက်တင်ပြီးမြင့်တင်ပြီးတော့ဝလုံးထိပ်ဖြားมาဆွဲထားအဲ့ဒီမှာဆွဲထားပြီးတော့သူကဘာကြင်ညာလိုက်တယ်လို့ဆိုလို့ရှိရင်เนาะဘာကြင်ညာတော့ဆိုလို့ရှိရင်ယောတမနောဝါဖြစ်မနောဝါတမနာပဲဖြစ်ဖြစ်ဖြစ်မနာပဲဖြစ်ဖြစ်တဲ့เนาะယောတမနောဝါပြမနောဝါအရဟဆေဝအဋ္ဌိမာသာယဟန္တာလည်းဟုတ်တယ်တကူလည်းကြီးတယ် ဒိဏံယေဝပတ္တံဒီတပိတ်ကိုအဲ့ဒီယဟန္တာလဲဟုတ်တယ်တကောလဲကြီးတယ်ဘဲတမနာခိုင်းကလာခဲ့လာခဲ့ဘဲပြမနာခိုင်းကလာခဲ့လာခဲ့တကောကြီးတယ်ယဟန္တာဖြစ်တယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီတပိတ်ကိုလှူးတယ်နော်အောဟရတုဒီတပိတ်ကိုရအောင်ယူပေါ့ဘသူပဲယူယူယူရဲလူပါဠိတော်မှာသုလဝေကပါဠိတော်မှာဒီဝတ္ထုလေးကိုမှတ်တမ်းတင်ထားတာရှိတယ် သို့သောဓမ္မပရအထက်ကရာမှာတော့ဒီတဲ့ပြည်ပြည်စုံစုံ ရေးသားထားတာလည်းရှိတယ်ပေါ့အဲ့ဒီအထက်ကရာလာတဲ့ဇာကားတွေကိုအသာထားလိုက်ပါဠိတော်စာကြောင်းလေးရတော့အဲ့တိုင်းပဲယဟန္တာရှိမရှိစူးစမ်းတဲ့အနေနဲ့စန္ဒကူတပိတ်ကိုအမြင့်အတောင်60လောက်မြင့်တဲ့အမြင့်နော်တောင်60လောက်မြင့်တဲ့အမြင့်ဝါထိပ်ပြားမှာဆွဲထားတယ်ဆွဲထားပြီးတော့ကြောညာထားတယ်သူက ကြောညာထားတဲ့အခါကျတော့အရာဤကောင်းဆောင်နေရလောကမှာယဟန္တာတို့တကူရှိတယ်လို့ပြောနေတာလေဘာသာဤကောင်းဆောင်နေပဲဖြစ်တယ်သူတို့ကဆက်ွယ်ကြတယ်ဒီတပိတ်လေးတစ်လုံးအတွက်နဲ့တကူပြဆရာမလိုဘူးငါဟာယဟန္တာလည်းဖြစ်တယ်တကူလည်းကြီးတယ်ငါလူပါလို့ဆိုပြီးတော့ပူရဏကသဘာတို့မင်္ဂလိဂောသလာတို့အဲ့ဒီ6ခိုင်းကခိုင်းကြီး6ခိုင်းကဘာသာဤကောင်းစီက ီတထေးကိုပြောခိုင်းတယ်တထေးကလည်းခေါင်းမှန်လေကောင်းရင်တက်ပြီးယူနိုင်ယူဘယ်သူပဲဖြစ်ဖြစ်ဒီတိုင်းတော့ဘယ်သူမှမလှဘူးဆိုတာခိုင်းမှညင်းဆိုတာနောက်ဆုံးကြတော့ရှမောကလန်နဲ့ရှင်ပိန်တော်လာဗာရတော်စားတော်ရာဇဂျိုမျိုးတဲ့ဝင်တဲ့အခါမှာဒီသတင်းလေကြားရောရှမောကလန်ကပြောတယ်ကိုရောငါရှင်ပိန်တော်လာကိုရောအတကိုးလဲကြီးတယ် အဲ့တော့တဘိုးကြီးတယ်ရဟန္တာလည်းဟုတ်တယ်ဒီတပိတ်ကိုတော်နဲ့ထိုက်တန်နေတက်ပြီးယူပါလို့ဆိုတော့ရှင်ပိန်တော်ကပြောတယ်အရှင်ဘုရားကတကိုးအရာမှာဣတဲရတာအရှင်ဘုရားပဲယူပါအရှင်ဘုရားမယူဘူးဆိုရင်သူယူပါမယ်ဆိုတော့ရှင်မောကလန်ကိုတော်ပဲယူပါလို့ဆိုအဲ့ဒီလိုနှစ်ပါတူတူစကားပြောပြီးတော့ကိုတော်ပဲယူလို့ဆိုရှင်ပိန်တော်ကဇံပိန်ရှင်ဝင်စားပြီးတော့ကောင်းကင်ရံအကြွတ်သွားပြီးအဲ့ဒီတပိတ်ကိုဖြုတ်ယူလိုက် ဖြုတ်ယူလိုက်ပြီးတော့ဖြုတ်ယူလိုက်တဲ့အချိန်မှာတထေးမိသားစုကလည်းကြည်နေတော့အဲ့တော့ကောင်းငင်ကနေပြန်လာပြီးတော့တပိတ်ကိုယူသွားတော့အရှင်ဘုရားဆင်းတော်မူပါဆိုပြီးတော့တပိတ်ထဲမှာဆုံးခဲပွဲဘောစဉ်ချိုးချင်းရတာဖြားပြားလေးအကုန်လုံးထည့်သွင်းပြီးတော့လှူဒန်းလိုက်တယ်အဲ့တော့ရှင်ပိန်နောလာတပိတ်ကိုယူပြီးတော့မြို့ကိုပတ်လိုက်တယ်ယူပြီးတော့မြို့ကိုလက်ပတ်တယ်ကောင်းငင်ကအဲ့ဒီမှာတထေးမိသားစုကရှင်ဘုရားဆင်းတော်မူပါဆိုပြီးတော့ တပိတ်ကိုယူပြီးတော့ဆွန်ဟင်ခဲပွဲဘောစင်นี่အပြစ်ထက်ပြီးတော့လှူလိုက်တယ်အဲ့ဒီတကိုးပြာလေးဟာအဝေးရောက်လို့မကြည့်ရတဲ့ပုံကိုယ်တွေကကြည့်ကျင်လို့ရှိန်ပင်နောနာနောက်ကနေလိုက်ပြီးတော့ပြပါအောင်ပြပါအောင်နဲ့လိုက်ကြတာပေါ့လိုက်ကြတာဘယ်ထိအောင်လိုက်တုံဆိုဝေလုံးအကြောင်းတော်ထဲအထိရောက်သွားတာစူးစူးညံ့ညံ့နောက်ကလူအုပ်ကြီးပါလာတယ်မြတ်စွာဘုရားကအတန်းနေလူတွေဘာလို့ကြတာလဲလို့ရှမ်းနန္ဒမေးတော့ ရှင်ပိန်ဒေါလာစံဃောသပိတ်ကိုတက်ယူတယ်တကောလူတွေအချင်းချင်းလိုက်ပြခိုင်းတာပါဘုရားလို့ဆိုမြတ်စွာဘုရားသူခေါ်တယ်ခေါ်ပြီးတော့တကောနဲ့စံဃောသပိတ်ကို ယူတယ်ဆိုတာဟုတ်သလားဟုတ်ပါတယ်ဘုရားမြတ်စွာဘုရားပြစ်တင်တယ်အပြစ်တင်နာမမှတ်လောက်သားလောက်အပြစ်တင်ဘာမှတန်ဖိုးမရှိတဲ့အရာတစ်ခုအတွက်အရှက်ရှက်เสียရကိုပြတယ်လို့ပဲ နော်ဘာမှတန်ဖိုးမရှိတဲ့စံတကူအတွက်ဒီတကူကိုပြရမလားလို့မြတ်စွာဘုရားပြစ်တယ်အဲ့တော့တမန်ပုဂ္ဂိုလ်တွေကတော့ထင်ကြမယ်ဒီတကူပြတာဟာသာသနာကိုပို့ပြီးတော့ကြီးညိုမဲ့လူတွေပေါ်မလာဘူးလားတကူပြတာမကောင်းဘူးလားလို့ဆိုမကောင်းဘူးမြတ်စွာဘုရားအနေနဲ့မြင်ဘာဖြစ်လို့တော့ဆိုတကယ်တရားထုတရားမြတ်ရတဲ့ပုဂ္ဂိုလ်တွေဟာတကူမပြနိုင်လို့ရှိရင်လူတွေရဲ့စော်ကားမှုကိုခံရနိုင်တယ် မြတ်စွာဘုရားရဲ့သာသနာတော်မှာတကယ်တရားဓုတရားမြတ်ဆိုတာတကူပြနိုင်တာကိုခေါ်တာမဟုတ်ဘူး။ဒါကြောင့်မို့တကူပြတယ်ဆိုတာလောကီ အတတ်ပညာတွေရှိတယ်တဲ့။ခန္ဓာရီအတတ်ဆိုတာလူစိတ်ကိုသိတယ်ကောင်းကင်ယံကသွားနိုင်တယ်ဆိုတဲ့အတတ်တွေရှိတယ်။နောက်မယုံတဲ့လူတွေဟာဒါကခန္ဓာရီဝိဇ္ဇာကြီးပါ။မျက်လှဲ့သမားကြီးပါ နော်။ မျက်လှည့်ပြတာပါ तू ကောင်းရင်သွားတယ်ဆိုတော့ तू ဟုတ် तू သွားတာမဟုတ်ပါဘူးတကယ်မျက်လှည့်ပြတာပါလို့ဆိုပြီးမယုံကြည်ကြဘူးတဲ့ယုံကြည်အောင်လုပ်လို့မရဘူးလို့ဆိုတဲ့အနေထားမျိုးတွေရှိတယ်ဒါကြောင့်မို့မျက်စောပြားတကူပြတာကိုမကြိုက်ဘူးတကူပြခြင်းဖြင့်အောင်မြင်မှုမရနိုင်ဘူးသာသနာမှာတကူပြခြင်းဖြင့်လူကိုသိမ့်သွင်းလို့မရသို့တော့လူတွေကတော့ထင်ကြတယ်တကူပြလို့ရှိရင်သာသနာကိုပိုးချညိုမဲ့ပုံကိုယ်တွေရှိတယ် ပေါ်လာနိုင်တယ်အလုံးဟာဘုရားဘာသာဖြစ်သွားလိမ့်မယ်လို့ဒီလိုထင်ကြလားနာလနာမှာရှိတဲ့ကေဝတ္တဆိုတဲ့ကေဝတ္တပုတ္တဆိုတဲ့လူတယောက်ဟာလေမြတ်စွာဘုရားကိုသွားတော်လျှောက်တာသူဟာအရှင်ဘုရားနာလနာကလူတွေသရတရားကောင်းတယ်တဲ့သာသနာကိုပိုးချညောရှင်ဘုရားတကူပြမဲ့ကိုရောတော်ကခံထားပေးပါတဲ့နေ့စဉ်သူတကူမျိုးမျိုးပြရမှာပြရင်တစ်မျိုးလုံး လူတွေဟာဗုဒ္ဓဘာသာကြီးဖြစ်ပြီးတော့သာသနာတော်ပိုကြည်ညိုကြလိမ့်မယ်လေဒါသူ့အယူဆလျှောက်တယ်မြတ်စွာဘုရားလက်မခံဘူးမဖြစ်နိုင်ဘူးတဲ့မှန်တယ်လောကမှာမယုံတဲ့လူတွေကဘယ်လိုလုပ်လို့မှမယုံဘူးနော်တကိုးပြပြီးတော့ယုံလုံးလို့မရဘူးတဲ့မြတ်စွာဘုရားအဲ့ဒီထဲမဲ့အစွမ်းထက်တာတခုကတော့တကိုးပြတာမဟုတ်ဘူးတဲ့ဆုံးမဩဝါဒပေးတာဟာဒါလေဘာသာတရားအတွက်တန်ဖိုးရှိဆုံးအရာဖြစ်တယ်ပေါ့ ဘာသာတရားရဲ့ဆုံးမမှုဆိုတာတကူပြတာလေထျောက်တယ်တကူပြလို့ရှင်မျက်လက်သမားကြီးလိုလဲထင်ញင်ထင်ညမယ်နော်လိန်လူလိန်လူညာလို့လဲထင်ကောင်းထင်ညာလိမ့်မယ်တဲ့အဲ့ဒါလို့မဟုတ်ပဲနဲ့ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်စိတ်နေသဘောထားဘယ်လိုထားရမယ်အပြစ်ရှိတဲ့အလုပ်အပြစ်မရှိတဲ့အလုပ်တွေခွဲခြားပြီးတော့လုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားပြီးတော့ဆုံးမဩဝါဒပေးတဲ့အလုပ်ဟာ ပို့ပြီးတော့ဘာသာတရားမှာတန်ဖိုးရှိတယ်ပေါ့အဲ့ဒီတန်ဖိုးရှိတဲ့အနုတသတိဆုံးမဩဝါဒပေးမှုကသာလဲဘာသာရေးနဲ့တင့်လျော်တဲ့တကောပြမှုပဲလို့မြတ်စွာဘုရားယူဆတယ်အဲ့ဒါကြောင့်မလို့ယေရှုမူပြန်ဒီလိုလုပ်ပြတာတွေကိုမြတ်စွာဘုရားမချိမွမ်းဘူးလူစိတ်ကိုအတဟောတာတွေမချိမွမ်းဘူးလောကလူတွေကတောကြစိတ်ဝင်စားတာတော့ဟုတ်လိမ့်မယ်နော်လူစိတ်ကိုသိတယ်ဆိုလို့ရှိရင် လူတွေကဘာလို့ကြမှာသာသနာပေါင်းကြီးညိုမှာတော့မဟုတ်ဘူးအိမ်ကစိန်လက်ဆွတ်ပျောက်သွားလို့အရှင်ဘုရားဘယ်နာရောက်နေတုန်းဒါလာမေးမှာပဲเนาะတကူပြတာလို့ရှင်အဲ့ဒါပဲလာမေးကြမှာပဲတရားဓမ္မတော့မေးမှာမဟုတ်ဘူးအရှင်ဘုရားဒီတရားဘယ်လိုကြောင်းရတာတုန်းတပည့်တော်နီးပေးစမှာဒီတရားတပည့်တော်ရချင်ပါတယ်ဆိုတဲ့လူကရှားတယ်เนาะရှားတယ်အဲ့တော့ ဒီနီလန်းတွေကတကိုးပြပြီးတော့စီယုံတဲ့နီလန်းတွေကမမှန်ကန်ဘူးလို့မြတ်စွာဘုရားဒီလိုဟောတာရှိတယ်။ဒါကြောင့်မလို့ရှင်ပိန်တော်လာကိုပြစ်ပြစ်ခါကမြတ်စွာဘုရားတကိုးပြတာကိုပြစ်တင်ပြစ်တင်ပြီးတော့ဒီတိခဗုဒ္ဓံပြင်ညာလိုက်တယ်။နဘိခဝေဂိဟိနံဩတ္တရိမနုဿဓမ္မံအဋ္ဌိပါတိဟာရိယံဓတ္တိတဗံအေးလူ့အကြောင်းတွေကိုဒီမြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ ဒီရနိုင်တဲ့ခုံကြီးဖြစ်တဲ့တကိုးပြာဒီဟာကိုမပြရဘူးတဲ့အဋ္ဌပါဒီရတယ်မပြရဘူးယောဓတေယအာဝတိတဝိတတအဲ့ပြမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒုက္ကတเนาะချွတ်ချွေးမှုတစ်ခုလုတ်တယ်မလုတ်တဲ့နာတစ်ခုလုတ်တယ်ဆိုတော့အပြစ်သူတင့်ရောက်စေရမယ်လို့ဒီလိုဝိနိမဒုက္ခအပတ်တင့်တယ်လို့ပြောတာပေါ့နော်အပတ်ဆိုတာအပြစ်တင့်ရောက်မှုပဲအဲ့ဒီဒုက္ကတ မဟုတ်တာလှုပ်တယ်မင်းမှားရွင့်နေချွတ်ချော်တယ်လှုပ်တင်တာလှုပ်တယ်ဆိုတာနဲ့အပြစ်တင်ရမယ်အပြစ်မျိုးကိုသူရတယ်လို့ဒီလိုသတ်မှတ်ပြီးတော့မြတ်စွာဘုရားဟာပြစ်တင်ရှုတ်ချခဲ့ပြီးတော့ရဟန်းတွေကိုစေကမ်းဥပဒေတခုထုတ်ထားခဲ့တယ်ဗော။